ဟုတ်ကဲ့ဗျဒါဘယ်လိုခေါ်မလဲကျွန်တော်တို့ဖိုင်ရပေါ့ပါဘောနော်ဟိုလေချောင်းလေရင်ပေါ့နော်အခုကလေချောင်းပဲအဓိကသွေးလာစတာလေလေရင်နဲ့ကျွန်တော်အဝေးပြေးလက်နဲ့တွေပေါ့နော် draw ပေါ့အခု draw ကတော်တော်လေးပုတ်လာတယ်ပြောတယ်ဒါကတရုတ်နဲ့ရုရှားကူညီတဲ့ဟာပေါ့ဆိုတော့တကယ်အဆုတ်ဖြာရတော့ကျွန်တော်မြေပြင်ဖြစ်မှာပေါ့နော်ကျွန်တော်ဟိုနေ့က CDN စစ်ဖို့တင်လဲမေးတော့ဆိုတော့အဲ့တော့ကျွန်တော်မေးချင်တာအဓိကဒီသူတို့ခုနကလေ ကျောင်းကအဲ့လိုလင်းရင်ရှိမြဘိုးတွေလည်းဒီကာပါဆာတွေကထုတ်တယ်လို့ကျွန်တော်ကြားတယ်။ဆိုတော့ကျွန်တော်မေးချင်တာအခု AA ပေါ့နော် AA ကဟိုတိုက်တာကကျွန်တော်တို့အခုပကိုးတိုင်း AA ရောဒီတိုင်းမကွေးတိုင်းပေါ့နော်ပကိုးတော့ဆိုကျွန်တော်ကာပါဆာတွေလာရောက်နေပြီ။ဆိုတော့အဲ့ကာပါဆာတွေဘလောက်အရေးကြီးလဲပေါ့ကာပါဆာတွေသိနိုင်ပေါ့။ဘာလို့ဆိုတော့ခုနကဟိုလက်နဲ့ကာပါဆာမရှိစတက်လည်းဘာလို့လို့မရတော့အခြေအနေရှိတော့ဆိုတော့အဲ့ဒါဘယ်လိုမြင်လဲ။ အဲ့ဥစ္စာကကျမတို့စစ်တိုက်လို့ရှင်အများရန်ပဲကျမတို့ဒီဥစ္စာကိုဒီအရင်မြက်တွေပေါ့နော် ထောက်ဖို့တွေကိုအများရန်ချတယ်ထောက်ဖို့တွေအရင်မြက်တွေမရှိတော့ဘူးဆိုလို့ရှိရင်ရှေ့တန်းမှာဘလောက်ဘလုံးမရေရှည်မတိုက်နိုင်ဘူးဆိုတော့ကြောင့်မလို့ကျမအများရန်ပြောတယ်ဟိုးတုန်းက World War 2မှာပေါ့နော်ဒုတိယကမ္ဘာစစ်မှာတော့ US ကဒီဒုတိယကမ္ဘာစစ်ထဲဝင်တဲ့အခါမှာနောက်ကျတယ်နော်နောက်ကြတခြားနိုင်ငံရေဆိုတော့နောက်ကြတဲ့အခါမှာအဲ့ဒီအချိန်မှာဂျာမနီကနော်ဒီဒီ ဒီတိုက်လေရင်နေပေါ့နော်အများကြီးအဲ့ချိန်မှာအများကြီးထုတ်နိုင်တယ် US ကအဲ့ချိန်မှာဒလလောက်ထုတ်လို့ရေးအတွက်ဒလလောက်မတန်နေဘူးဆိုတော့ဒါဒါပေမဲ့အဲ့ဒီမှာသူတို့ကဗာလေဒီဒီဟိုနင်းပေါ့နော် Germany ရဲ့ဟိုနင်းကို slow down လုပ်ဖို့အတွက်ပေါ့နော်တန့်သွားအောင်အတွက်ကြောင့်သူတို့လိုက်ရှာတယ်ဟိုတကယ်တကယ်ဟိုနင်း စက်ယုံနေပေါ့နော်ဒီဒီဒီလင်းမြန်နေဆောက်တဲ့စက်ယုံနေကအရင်မဲ့သူတို့ကာထားတယ်ဆိုတော့အရင်မဲ့တိုက်ရတာမလွယ်ဘူးဒါပေမဲ့အဲ့ဒီစက်ယုံတိုင်းမှာနော်ဒီ steel ball လေး ball လေးတိတိလေးကိုသုံးကြတယ်ဆိုအဲ့အဲ့စက်ယုံကြတော့ဘယ်သူမှမကာထားဘူးဆိုအဲ့ဒီအဥ္စာကိုဖြတ်လိုက်တာနဲ့တခါရဲဒီမှာအလုံးစက်ယုံနေရပ်တန့်သွားတယ်ဘာလို့ဆိုအဲ့ဒီ steel ball လေးอ่ะသူတို့ set တွေ time မှာလိုအပ်တယ်ဆိုအဲ့ရောက်မှလို့ကျမတို့မြန်မြန်ပြောတယ်ဒီဥစ္စာ ပါလေ intelligence operation ပေါ့နော် intelligence operation ကစနစ်ကြကြနဲ့ view ဟာကြကြနဲ့လှုပ်လာမယ်ဆိုရင်ဘယ်နားမှာ steel ball လောက်တာလဲဆိုပြီးတော့ you know အဲ့ဒီ ball လုံးလေးကိုသွားပြီးတော့တွေ့တယ်တွေ့လို့ရှင်အဲ့ဒီဥစ္စာ take out လုပ်လိုက်လို့ရှင်ရန်သူကတခါလေးရက်သွားတယ်ဆိုတော့အာအလားတူပဲအဲ့ဒီအဲ့ဒီအဲ့ဒီ principle ပေါ့နော်အဲ့ဒီအဲ့ဒီ concept ကလေဒီလိုမျိုး ဟိုဒီထောက်ပို့ကိုတခါတည်းထောက်ပို့ဖြစ်ဖြစ်ဒီအရင်မြစ်တွေလုတ်တဲ့ဥစ္စာတွေကိုထုတ်ပို့အဲ့ဒီဥစ္စာတွေဖြုတ်ချလိုက်မယ်ဆိုလို့ရှင်ဟိုဝင်ဟိုအရှိရဘာမှမလုံနိုင်ဆိုတော့အဲ့ဒီ viewer ကိုလုတ်နိုင်ဖို့အတွက်ကကြတော့ viewer ကြကြနဲ့ intelligence operation ဆိုတာစနစ်တကျနဲ့လုတ်ဖို့လိုအပ်တယ်ဟုတ်ဟုတ် concept တကူကူပေါ့ဟိုဟိုတခါကျွန်တော်လေ့ရင်ပြောသလိုပေါ့လေ့ရင်ပြန်နေတဲ့လေ့ရင်ပြေဖို့ပြေကျွန်တော် queen တို့အဲ့လိုတကူကူ concept တကူကူ ဖြတ်နိုင်ဖို့လိုတယ်ပေါ့နော် yeah သူတို့မှာ supply chain ဒီ process ဒီ supply chain ကြီးတယ်အဲ့ supply chain နဲ့မှာတခုခုပြုတ်သွားမယ်ဆိုရင်တခုခုရပ်တန့်သွားမယ်ဆိုလို့ချင်းတခုလုံးကြီးရပ်တန့်သွားတယ်ဆိုတော့အစတည်းကပေါ့နော်ကျွန်မဒီဒီ concept ကိုကျွန်မလည်းအများအားပြောနေတာပဲစစ်တိုက်တယ်ဆိုတော့အနောက်ဘက်ကပြန်သူရထောက်ဖို့ကိုအာအာပူချနိုင်လေလေအဲ့ဒီဥစ္စာပူပြီးတော့အောင်မြင်နောက်ပြီးတော့အဲ့ထောက်ဖို့ဆိုတဲ့ဥစ္စာလည်းအများသောအားဖြင့်ဒီလောက်လောက်ပါလေဟို defense ပေါ့နော် defending က ဟိုတိတ်ပြီးတော့မကြည်မအောင်ရှေ့တန်းမှာကျတော့လူတွေအများကြီး defense you know defensive ပုံစံပုံများတယ်လေဆိုတော့အဲ့ဒီဥစ္စာပုံပြီးတော့တိလာလေလေဒီဥစ္စာကိုဟိုချနိုင်လေလေကိုတက်ပို့ပြီးတော့အောင်မြင်မှုရှိတယ်လို့ပြောလို့ရတယ်။ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့။တော့ကျွန်တော်မေးချင်တာ NUG ပေါ့နော်။ပြီးတော့ညီအစိုးရကကျွန်တော်တို့ပြီးခဲ့တဲ့ပြီးခဲ့တဲ့ဒီလေနေပြီးမှနော်ပြီးခဲ့တဲ့တရနေ့မှာသူတို့ပြင်ပြောင်းလဲရေးလုပ်ပြီးတော့ ဟိုပြည်တွင်းစီးရေးဥစားပြီးပေါ့နော်ပြည်တွင်းဟိုအာယူဆိုင်မဲ့လို့ပြောတယ်ဒါပေမဲ့အခုလွတ်တော်လုံးတယ်ပေါ့နော်လုံးနေတယ်လို့သတင်းကြပါဒါပေမဲ့တိတိကျကျကျွန်တော်မီဒီယာပေါ်မှာပေါ်လာပြီးတော့သူတို့ဘယ်လိုလုပ်မယ်ဆိုတာကိုပြပြပြောင်းလဲလုပ်တာတွေမတွေ့ရသေးဘူးဆိုဘယ်လိုများအကြံပြုချင်လဲပြပြန်ပြောင်းရွေးရေလုတ်လားမလုတ်လားဆိုတော့ကျွန်မအသေးချာမသိဘူးဒါပေမဲ့လူတွေကကြည်နေတာကအာ effect effect ပေါ့နော်အဲ့ဒီကထွက်လာတဲ့ အဲဒီဒီဒီလှုပ်ဆောင်မှုဘလောက်သူတို့ပို့ပြီးတော့ဘလောက်ထိပို့ပြီးတော့လုံနိုင်လုံနာလုံလာနိုင်လဲဘလောက်တိုးတက်လာလဲဆိုတာလူတွေကကြည်နေတယ်ဆိုတော့အဲ့ဒီဥစ္စာကိုမမတွေ့ဘူးမပြနိုင်ဘူးဆိုလို့ရှိရင်ဘလောက်ပဲအထက်ကဘလူဘလက်လူတွေပြောင်းပြောင်းဘာတွေပြောင်းပြောင်း organization ပြောင်းပြောင်းတကယ်အဲ့ဒီအဲ့ဒီဥစ္စာဒီဒီ final effect ကို deliver မလုပ်နိုင်ရင်ပေါ့နော်မပြနိုင်ရင် အာအဲ့သူတို့အတွက်ကအရမ်းပဲခက်ခဲလိမ့်မယ်သူက irrelevant လို့မျိုးပေါ့နော်ဒီနည်းနည်းလူတွေရဲ့ယုံကြည်မှုတွေလေးဘာလဲဟိုနည်းအာအာလေးစားမှုတွေအာယော့ယော့ယော့လာတာပေါ့ယော့လာအမမဆိုဒီမှာအများအားပြောနေတယ် NUG အနေနဲ့เนาะမြန်မာအလဲပိုင်းဒေသတွေမှာတကယ်တကယ်အာပေါ်ပေါ်တင်တင်ပေါ့နော်အောင်မြင်တဲ့ဥစ္စာပြနိုင်ပြ ြဖို့အတွက်ရန်ရည်ကြီးတယ်အဲ့လိုပြနိုင်တော့မှလည်းလူတွေကသူတို့အော်ဟုတ်တယ်သူတို့တွေကလုံနိုင်ပါလားစွမ်းရည်ရှိပါလား right ဆိုတော့အဲ့ဒီမှာသူတို့ဒီဥစ္စာဟိုယုံယုံကြည်ကြည်နဲ့အာဆက်ဆံနေလိုက်နိုင်ရေပေါ့နော်အဲ့လိုမျိုးမပြနိုင်လို့ရှိလို့ရှင် NUG ကစကားပြောတာပဲဖြစ်ပြီးတော့ you know ဒီတကယ် impact ပေါ့နော်တကယ်လုတ်တဲ့ဥစ္စာကိုအဲတကယ်လက်တွေ့ကိုဖြစ်နေတဲ့ဥစ္စာကို မမပေါ့ပြနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီဥစ္စာအဆင်မပြေဘူးပေါ့ဟုတ်ကဲ့ဆိုတော့ဒီဘက်မှာဒီလိုရှိတယ်ပေါ့နော်အင်ယူဂျီရောခုနအီယောတွေမှာအားနဲ့ချက်တွေလည်းရှိတယ်ဆိုတော့နှစ်ဖက်ဆက်လို့ပြမှာကျွန်တော်ဟိုကမေးချင်လို့ဒီဟိုတရုတ်အခုတော့ရုရှားနဲ့ဟိုဒဝဲကြီးနဲ့စိတ်ကမ်းလာတယ်ပေါ့နော်ဆိုတော့နိုင်ငံခြားကုမ္ပဏီရဲ့လူချွေးရေးအတွက်အဲ့ဒီသက်ဆိုင်ရာနိုင်ငံရဲ့လက်ကတားတွေခေါ်လာပြီးတော့လူချွေးရေးယူခွင့်ရှိတယ်ဆိုတဲ့အားကိုကျွန်တော်တလောပဲစိတ်ကောင်းစီကဥပဒေပြုလိုက်တယ်ပေါ့ ဆိုတော့အဲ့ဒါကစစ်ကောင်စီတားကိုအားမရလို့လည်းဖြစ်နိုင်တယ်။နော်ကျွန်တော်ဒီဟိုတော်လိုင်းတားတွေကိုစိုးရိမ်တာလည်းဖြစ်နိုင်တော့ဗောနော်။ဆိုတော့အဲ့ဒါကဒီတကယ်တမ်းကျတော့သူလက်ရှိရှိနေတဲ့ဥပဒေ2000ရှင်းတော့မညီဘူးလို့ပြောတယ်။အဲ့ဒီဟာကကျွန်တော်တို့နိုင်ငံခြားကုမ္ပဏီတွေကိုနိုင်ငံခြားတားလို့ချွေးပြပလိုက်တာဟိုကျွန်တော်တို့ဘယ်လိုခုံလဲ။နိုင်ငံအတွက်ဘယ်လိုထိခိုက်နိုင်လဲဗော။อืม well well you know အဲ့ဒီဥစားသူတို့ဒီက ဟိုဗာလေဒီမဲအောင်လိုင်းရဲ့ဟိုနင်းပေါ့နော်အဲအဲလုံနိုင်စွမ်းကိုလုံးဝမယုံကြည်လို့သူတို့ဒီဥစ္စာလုံနေရတာအဲ့ဒီဥစ္စာတကယ် indicator တခုပေါ့နော်ဒါမဲအောင်လိုင်းအဆင်မပြေတော့ဘူးဆိုတဲ့ဥစ္စာကိုသူတို့သိလို့သူတို့အဲဒီဥစ္စာကိုအဲ့ဒီဥစ္စာအခွင့်ရေးယူပြီးတော့ဒီဥစ္စာလုံမယ်လို့ပြောတာနော်ဒါပေမဲ့ဒီတော်လန်ရေးဘက်ဘက်တော်သားတွေကတော်လန်ရေးဘက်ကလူတွေအားလုံးအမြဲတမ်းစတွေကပြောရတယ်သူတို့ရဲ့ asset တွေကိုလုံးဝမထည့်ဘူးအခုတည်းကလည်းဘာမှသူတို့အတွက်ဒီဥစ္စာတွေကိုဟိုဗာလဲအဲပျက်စီးအောင်ဒီ dollar ရေးဘက်ကမလုပ်ထားဘူးဆိုတော့အဲ့ဒီဥစ္စာကျမအနေနဲ့ကတော့တရုတ်က excuse ပေါ့နော်အခွင့်အရေးတခုယူပြီးတော့လုပ်တာအဲဒါပေမဲ့အဲ့ဒီလိုမျိုးဝင်လာတဲ့အခါမှာ you know ကျမတို့တခြားနေရာတွေမှာကြည်လိုက် Africa တို့ Central uh Asia တို့ဘက်မှာပေါ့နော် um ဒီဒီလိုမျိုးဒီတရုတ်ရဲ့ ီဒီ private security companies တွေဝင်လာလို့ရှိရင်တော်တော်အာဟိုအခက်အခဲတွေရှိတဲ့ဥစ္စာရှိတယ်ဘာလို့ဆိုတချို့တွေဆိုလို့ရှိရင်ပြောတာ sovereignty ပေါ့နော်သူတို့ရဲ့အုတ်ချုပ်အုတ်ချုပ်အာဏာအဲ့ဒီဥစ္စာတွေပျောက်တာတွေရှိတယ်နောက်ပြီးတော့အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ဟိုနေပေါ့ transnational crime ဆိုတော့အာဒီဒီအာဇာစဝဂိုင်းတွေဝင်လာတာတွေရှိတယ်နောက်ပြီးတော့ ဒီဒီဒေတာကနေနဲ့ပုတ်တိုက်ပြီးတော့ဖြစ်တာတွေရှိတယ်ဒေတာပုတ်တိုက်ဒီလိုမျိုးဖြစ်လာလို့ရှိရင်เนาะဒီဒီဒေတာကန် local အာဘာလဲ administrator တွေ local police တွေ local ဝန်င်းတွေကဒီဒီလူတွေနဲ့ဟိုဝန်င်းလေမလွန်ဆန်နိုင်ဘူးမလွန်နိုင်ဆိုသူတို့ဘာသူလှုပ်ချင်တာလှုပ်သွားတာတွေရှိတယ်ဆိုတော့ဒီမှာအကြမ်းမင်းပြောလိုက်လို့ရှိရင်အဲ့ဒီဥစ္စာကဟိုဘာလဲတရုတ်အောက်ကိုရောက်သွားတာပေါ့အဲ့ဒီဒေတာက so ခုနကျမဆောရုံးကပြောသားတော့မင်းအောင်နိုင်ငံမြန်မာနိုင်ငံကိုခြွေပြီးတော့တစ်ခုတစ်ခုနဲ့ဗာလဲကျွန်ဖြစ်အောင်လုပ်နေတာရောင်းစားနေတာဟဲ့ဆိုလူတွေကပြောတယ်ဟုတ်တယ်စစ်တပ်မရှိလို့ရှိရင်ပေါ့နော်မြန်မာနိုင်ငံရက်ကွဲွားမယ်ဟိုစစ်တပ်ရှိနေလို့မြန်မာနိုင်ငံကိုဟိုနိုင်ငံကိုရောင်းလိုက်ဒီနိုင်ငံကိုရောင်းလိုက်ချွဲ့ဖိဖဲ့ပြီးတော့သူကလုံနေတဲ့ဥစ္စာ right အာဒီဒီစစ်တပ်မရှိလို့ရှိရင်မြန်မာနိုင်ငံ ပြုတ်ကွဲသွားမယ်ပြက်ကျသွားမယ်ဆိုတဲ့ဥစ္စာကတော့ဒါကတော့သူတို့ရဲ့ propaganda ပေါ့နော်တကယ်မှပြန်ပြီးတော့အာလက်တွေ့မှာပြန်ကြည့်လိုက်မယ်ဆိုရင်စစ်တပ်ကပဲဒီမြန်မာနိုင်ငံဒေသတွေကိုကျွန်ဖြစ်အောင်တခြားနိုင်ငံရဲ့လက်အောက်ရောက်သွားအောင်ကျွေးနေတာဘာလို့ဆိုသူတို့ကလည်းအာဏာတည်မြဲရေးအတွက်ဟုတ်ဟုတ်လားဒီနေ့အတွက်တမ်းပြရောင်းသားတော့ဗောလေဒါမြင်နေရတော့အခုတို့ဟောရှာလည်းအရင်လည်းကုညီရနေပြီတော့စီးပွားရေးကလာလောက်တော့ပဲချင်းနေ ညာရုရှားဝတ်တနေရတရုတ်ကတနေရနောက်တယောက်ဘယ်သူလာအောင်မလဲမသိဘူးခါရီးထွေပေါ်ရောင်းစဆိုတော့ဗျာအဲ့လိုအခြေအနေမှာပဲအခုဟာခုနကပဲကျွန်တော်ဖေဖော်ဝါရီကအလေးနှစ်ပြီးသွားပြီလေအခု9နှစ်မပြည့်ခင်ပေါ့9နှစ်လောပဲပြောပေါ့ယူကောပဲလုံးမယ်လို့အခုအရင်ကလည်းပြောနေတာပေါ့နော်အရင်ကတော့အာနာပေးပြီး6လတွင်းလုံးပေးမယ်ပြောတာပဲ6လတခါပဲတန်တူရနေပြီးတော့အခုတော့လေးနှစ်ကျော်လာပြီအခုရုရှားခီးစင်မှာဘယ်တော်လုံးမှာပေါ့ပြောခဲ့တာအခု အဲကျွန်တော်တို့ဒီနှစ်မကုခင်လည်းဖြစ်နေတဲ့နှစ်ခဲလော်တော့လည်းဖြစ်နေတဲ့သဘောအခုနှစ်ဒီနှစ်ရဲ့ဒီဇင်ဘာရဲ့နောက်ဆုံးသတင်းပတ်မှာဖြစ်နေတယ်ဒါမှမဟုတ်လည်းအဲရှင်းနှစ်ဇန်နဝါရီဒုတိယပတ်လောက်မှာယူကောက်ွယ်လုံးမဲ့လို့အတီးကြလို့ပြောမှာအရင်နဲ့ပြောရင်တော့အဲ့လိုပြောသွားပြီအဲ့ဒါကျွန်တော်တို့တွန်လိုင်းအရောက်စီတွေဘယ်လိုဟိုတိုးပြန်တက်ကြလဲပေါ့နော်ဘယ်လောက်အစိုးရစရာရှိလဲပေါ့ Well အဲကျွန်မကပြောသလိုပဲနော်ဒီဒီတော်လှန်ရေးကပြီးဆုံးအောင် လုပ်နိုင်မယ်နေပြည်တော်ကိုတိမ့်သိမ့်သွားနိုင်ပြီဆိုလို့ရှိရင်ဒီဥစ္စာအလကားပဲ it's moot point ပေါ့နော်ဗျာအရေးမရှိတော့အရေးမကြီးတော့ဒါပေမဲ့ဟိုနောက်ပြီးတော့တကယ်အကယ်၍အဲ့ဒီမဆုံးတိတိုင်အောင်မှဒီဒီ December မှ January မှလုပ်မယ်ဆိုရင်နော် အဲသူ့မှာပါလေဒီအခုဆိုလို့ရှိရင်အခုပြောတာအတခြားဒီသူ့တေတီတွေကပြောတာပေါ့နော်27ရာဂိုင်းနှုံးပဲဒီစစ်တပ်ကပါလေအဲပိုင်ပိုင်ဆိုင်ထားတယ်ပေါ့နော်ဂိုင်းထားနိုင်တယ်ဆိုတော့အဲ့ဒီဥစ္စာနဲ့ပဲလှုပ်လို့ရှိရင်တကယ်တရုတ်နဲ့ရုရှားရဲဘယ်လာရုစ်ပေါ့နော်အဲ့ဒါလွဲပြီးတော့တခြားတခြားနိုင်ငံတွေကအတိမတ်သိပ်ပြီးတော့ပြုမာတော့မဟုတ်ဘူးလို့ထင်တယ်အာ ဒါမဲ့လေကျမစတင်လာတော့ तू အမြဲတမ်းလိုပဲပြောနေတာအဲ तू ကို၌တကယ်လုံမယ်ဆိုရဲဥစ္စာလဲကျမတိတ်ပြီးတော့ဟိုမယုံဘူးပေါ့နော်ခုနပြောသလိုပဲအမြဲတမ်းပြောလာတယ်လုံမယ်လုံမယ်လုံမယ်သုံးနေနှစ်ကြာလာပြီနောက်ပြီးတော့တကယ်လို့လုံလို့ तू तू နိုင်နိုင်မှာပဲ right तू လုံရင်နိုင်မှာပဲတော်တော်နိုင်တော့အဲ့အဲ့နိုင်တယ်လို့ဖြစ်မှာပဲအဲ့အဲ့ဆိုလို့ရှင်သူ့အနေနဲ့ဗာလဲတက်ချုပ်လဲလို့ဟိုဗာလဲတက်ချုပ်ဥစ္စာဥစ္စာ ပါလေလက်လွတ်လိုက်ပြီးတော့เนาะတမရလောက်ပါတော့မယ်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်သူသူတို့ကအဲ့ဒီဥစ္စာလုတ်လုတ်လုတ်ချင်မှာမဟုတ်ဘာလို့ဆိုတော့တက်ချုပ်မြန်မာနိုင်ငံရဲ့စနစ်ပါသူတို့ရဲ့စနစ်ပါပေါ့เนาะတက်ချုပ်တည်တာတကယ်တကယ်အာနာရှိတဲ့လူပေါ့เนาะတကယ်ပါဝါရှိတဲ့လူဆိုတော့အာကျမအနေနဲ့တော့အာနံပါတ်1ကမဖြစ်ဖြစ်မှာဖြစ်ချင်မှာဖြစ်မယ်အကယ်၍ဖြစ်လာလို့ရှင်လဲနိုင်ငံတိုင်းဟိုနိုင်ငံတိုင်းอ่ะပေါ့เนาะအာတကယ်တကယ် ီပီဆိုင်ရာကတကယ်အာအတီးပြုတ်အအတိမတ်ပြုတ်မဲ့ဥစ္စာမဟုတ်ဘူးလို့ကျွန်မထင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ and any other address ကို you know dollar ye back ကမြန်မြန်ပြီး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 အောင်လုတ်လိုက်မယ်ဆိုလို့ရှင်ဒီစပါမဖြစ်ခင်အသေးစားပြီးအောင်လုတ်နိုင်မယ်ဆိုလို့ရှင်အဲ့ဒီဥစ္စာဘာမှစိတ်ပူနေစရာမလိုဘူးဟောသူတို့ဒီစပါမတက်မတိုက်ခင်ဒီဘက်ကရလာကောင်းလေးဘလို့ပြောဖို့လို့တော့ဘောနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ဒီလောက်ပါဗျာဆိုတော့နောက်ဆုံးနီကိုချွန်နေနဲ့တော့ကျွန်တော်ခုနကရှေ့မှာပြောခဲ့သလိုဒီစစ်တားတော့ water ဖြောင်းပါတော့သူဘက်မှာသူအဲ့လိုပဲပြောရလေခုနကဆိုတော့ main town လို့ပါတော့ပြောလာသူတို့ကအဲယူကပွဲကိုရုရှားနဲ့ဘက်တော်ကအဲ့တော့ထောက်ခံတယ်ပေါ့ဟိုအဆဘွားတွေကပုံပြမဲ့ပြောတယ်တရိုးလည်းထောက်ခံထားတယ်ပေါ့နော်ဆိုတော့ကကျတော့သူသူထောက်ခံမှုတွေများလာပြီသူ water ဖြောင်းပါပေါ့လေဆိုတော့ကျွန်တော်တို့တော်လိုင်းရောက်စုတွေပေါ့နော်ထောက်ခံနေတဲ့လူလူရောအလုံးပေါ့အပိစကားပဲဆိုတော့ကျွန်တော်နီကိုချွန်ပြောပြပါဟုတ်ဟို အပိစကားဆိုလို့ကျမအနေနဲ့ပေါ့နော်ကျမအများတန်းပြောနေကြပဲ fire power ကအဓိကမဟုတ်ဘူးเนาะပြည်သူလူထု people power people power လို့ပြောလိုက်လို့ရှိရင် people power ကိုရဖို့အတွက်ကအားလုံးကပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်အခုချိန်မှာ right တယောက်နဲ့တယောက်နဲ့မတူတာတွေရှိမယ်အဲ့ဒီဥစ္စာတွေကိုမြန်မြန်ဆန်ဆန်ကြော်လွှားဖို့လိုအပ်တယ်ကို့မှာအခုချိန်မှာเนาะတကယ်ဟိုအဓိကဘုံ အာဘုံအာညီမှန်းချက်ပေါ့နော်ရှိနေတယ်အဲ့ဒီဥစ္စာကိုပို့ပြီးတော့ဟိုဗာလဲဥတီထားဖို့လိုတယ်အာအဲဆိုအခုချိန်မှာအခု၄နှစ်ကြာလာပြီအဲလူတွေကလည်းအဲနည်းနည်းပါးပါးတော့ you know ပြင်းမှန်းလာပြီ အာနောက်ပြီးတော့မင်းအောင်လှရအခုအချိန်မှာလေတော်တော်ကိုအခြေအနေဆိုးနေတဲ့ဥစ္စာဒီတဲ့ဒီတဲ့အခြေအနေဆိုးနေတဲ့ဥစ္စာကိုဟိုဗါလေတယောက်နဲ့တယောက်နဲ့ပူးပေါင်းဆောင်ပြီးတော့ကျွန်မဆောင်ရွက်ပြီးတော့ခုနကပြောသလိုမျိုး unity of command unity of effort and အားလုံးပြိုင်းတူ အတူတူကလောက်ကြမယ်ဆိုရင်ပေါ့နော်ဒီဥစ္စာအများကြီးလုံနိုင်နေဆိုတကယ်ဒီအောင်မြင်မဲ့ဒီဒီဒီ6 victory ရပေါ့နော် victory ပြည်သူလူထုနဲ့တော်လှန်ရေးပတ်တော်သားတွေရဲ့လက်ထဲမှာမင်းအောင်လည်းလက်ထဲမှာမဟုတ်ဘူးဆိုတော့ကိုယ့်ဘိုင်းကိုပြန်သုံးသပ်ကြပါကိုယ့်ဘိုင်းကိုတယောက်နဲ့တယောက်နဲ့မပူးပေါင်းဆောင်ရွက်လို့ရှင်ဘာကြောင့်ငါမပူးပေါင်းဆောင်ရွက်နိုင်တာလဲအဲ့ဒီဥစ္စာကိုမရရတဲ့အနေနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်လားနိုင်ခြင်းပေါ့နိုင်ခြင်းနဲ့စိတ်မွေးရတော့မယ် နိုင်ခြင်းလားကျမပြောမယ်နိုင်ခြင်းလားနိုင်ခြင်းလို့ရှိရင်အားလုံးသိတယ်ပူပေါင်းဆောင်ရွက်ပေးရမယ်ဆိုတဲ့ဥစ္စာကိုသိရတာနဲ့ဘာကြောင့်မလုံတာဒါဆိုလို့ရှိရင်မနိုင်ခြင်းလို့ပေါ့ right so နိုင်ခြင်းနဲ့စိတ်ထားကဒီဥစ္စာ focus လုပ်ဖို့လိုအပ်တယ် okay okay ပူပေါင်းဆောင်ရွက်ပြီးတော့အရှိမြင်ရပါတော့ okay okay ဟုတ်ကဲ့ကျေးဇူးတင်ပါပြကျွန်တော်လူကျေးဆင်းအောင်ကြွညက်ပြတော်တော်များများပါကျေးဇူးတင်ပါ